အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးစားပါတယ်ကျွန်တော်မနောပြည်တင်ပါ2021ခုနှစ်တလပိုင်းလောက်ကဖြစ်မဲ့ထင်ပါတယ်အမျိုးသမီးတရားဆရာကျွန်မကြောင်းမြေရာရောင်းဝယ်လုပ်ငန်းလုပ်ပါတယ်အဲ့ဒါလုပ်ငန်းနာမည်လေးပေးရင်လို့ပါဆရာအရင်ကဆရာစီပေးတဲ့မေးဘူးတဲ့တယောက်ပါဆရာ ကျွန်မနာမည်က မနှင်းနှင်းဝါပါဆရာစီမညီမတယောက်အတွက်လဲဆိုင်နာမီလေးမေးဘူးခဲ့ဘူးရတယ်ကျွန်ုပ်မသေချာစဉ်းစားလိုက်ပြီးတော့ဟောမတ်မိပြီဖះသုံးသူကိုနေချင်းပြီးရရချိခိုင်းလိုက်တဲ့မနှင်းနှင်းဝါလားဟုတ်ပါတယ်ဆရာကျွန်မမွေးခွန်းနေ့တည်းပြန်ပြောရမလားဆရာမှတ်မိလား ျွန်ုပ်မကျွန်တော်ကနေ့စဉ်လူပေါင်း20လောက်ဘေးရင်ဟောနေတာပါဘလို့လောက်ပြီးမနေ့နေ့ဝါကိုမှတ်မိပါမလဲပြန်ပြီးပို့ပေးပါလို့ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကျွန်မမွေးကူနှစ်က1990လေးလပိုင်း10ရက်ပါငင်းကသမီးပါ အသားဝါပါတယ်ရွှေနဲ့ကြောင်မြရန်ရောင်းဝယ်လုပ်ငန်းဟို9လပိုင်းလောက်စပင်ပြီးလောက်ကင်ကျင်ပါတယ် ကဲသူမနမီမပေးခင်အရင်ဆုံးရွှေနဲ့ကြောင်မြရာရောင်းဝယ်လုံကနမီမပေးခင်မနှင်းနှင်းဝါဝါမိကိုနောက်တိုင်းကနန်းပေရင်တရားဟုတ်ကိထုတ်ကြည့်ကြပါသူနှင်းနှင်းဝါဖြစ်တဲ့အတွက်သင်ချာရနှင်းကဆက်ကြောက်ကနန်းဖြစ်ပါဝါကတော့ကိုကနန်းဖြစ်ပါတယ်ကနန်းတော့တုံးလုံးပေါင်းလိုက်လေ၄၁ကနန်းနမီဖြစ်ပါတယ် 41ခန်းဟာကံကောင်းသောခန်းနာမည်ဖြစ်ပါတယ်။အားလုံးနဲ့လာရောညီတွေပေါင်းသင်းဆက်ဆံနိုင်သောနာမည်ဖြစ်ပြီးတော့ကိုပိုင်ကျန်စီစိတ်ကူးချက်များယူစာများကြောင့်အောင်မြင်တိုးတက်မှုရရှိနိုင်ပါသူတစ်ပါးကျန်စီကျန်ညာကိုညီနဲ့လောက်ကင်နေတော့အမားများစွာကြုံတွေ့ရတတ်သောနာမည်မျိုးစားဖြစ်ပါ1990လေးလပိုင်းဆေးရဖြစ်တဲ့အတွက်မဟာဗုဒ္ဓညာကျွင်းအင်္ဂါသမီး မယန္နာဘမျိုးသမီးကြဖြစ်ပါလေမယန္နာဘမျိုးသမီးဖြစ်တဲ့တွင်သူမမွေးနိုင်နဲ့အင်းကားနဲ့လုံငန်းနံပြီးစပြုလို့မရနိုင်တော့ပါဘူးရွှေနဲ့ကြောင်မြေရာရောင်းဝယ်လုံငန်းဖြစ်တဲ့တွင်နေလန်အတွက်ရွေးချယ်ရည်စနေအစားဘုရုဥဆုံးနံပြီး တနင်္လာစာဘုရုဆုံးနာမည်ရွေးချယ်မိပေးရမည်ဖြစ်ပါတနင်္လာစာဘုရုဆုံးနာမည်ဟာရင်္ဂါသာသမီအမြင်ညွတ်တဲ့မည်ဖြစ်ပြီးတော့စနေစာဘုရုဆုံးနာမည်ဟာရင်္ဂါသာသမီအထက်အကျိုးအမိများဖြစ်ပါ ဝင်ခါသားသမီးကြောင်မြရရာရောင်းဝယ်လုပ်ငန်းအတွက်အကျိုးပြုတဲ့နေနံအတွဲတွေပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီနေနံအတွဲတွေကနေနံအတွဲတွေရဲကပဲကြောင်မြရရာရောင်းဝယ်လုပ်ငန်းအတွက်နာမည်၅မျိုးစမ်းကိုက်စစ်ဆေးပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်။နောက်နလားလောက်ကြတော့အဲ့ဒီအထက်ကသူမရွေးချယ်ပေးလိုက်တဲ့အမိက ေါ်ပြပါမိကိုရွေးချယ်သွားပါတယ်။အဲ့ဒီမိကိုမဟာဘုန်းနိုင်ငံဝိဒါယအကျိုးပြုပုံကို ဖော်ပြပေးလိုက်ပါ။အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါဗျာ။